ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာအသက်တနှစ်အရွယ်ကလင်းငယ်အပါအဝင်မြန်မာနိုင်ငံသား18ဦးကိုတရားမဝင်ဝင်ရောက်လာတဲ့အတွက်ထိုင်းအာဏာပိုင်များကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မက်စလာ22ရက်နေ့မနက်3:30မိနစ်အချိန်မှာကန်ချနာပူရီခရိုင်မှာပစ်ကတ်ကားတစ်စီးကိုစစ်ဆေးရန်ရပ်တန့်ခိုင်းရမှာ ားဟာမရက်တမဲနဲ့မောင်းပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်ထိုင်းအာနာပိုင်များကမောင်းပြေးသွားတဲ့ကားကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားဟာဆန်ကလာဘူရီအတွင်းထဲမှာရှိတဲ့တောအုပ်ထဲကိုဝင်ရောက်သွားပြီးတော့ရင်မောင်းဟာထွက်ပြေးကကားကိုဆုံးပြစ်ထားခဲ့တယ်လို့သိရပါတယ်။ထိုင်းအာနာပိုင်များကအဲ့ဒီကားကိုဆက်ဆေးရမှာကားပေါ်မှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသား18ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့18ဦးထဲမှာအသက်တစ်နှစ်အရွယ်ကလေးငယ်အပါအဝင် ကလေးနောက်ထပ်6ဦးလည်းပါဝင်တယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူများရဲ့ပြောဆိုချက်အရာပွဲစားကိုတယောက်ကိုထိုင်းဘတ်ငွေ1000စီပေးဆောင်ခဲ့ရပြီးတော့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝေရောက်လာခဲ့တယ်လို့ဝန်ခံခဲ့ကြကြောင်းပြောဆိုထားပါတယ်အဲ့ဒီဖမ်းဆီးရမိတဲ့သူတွေကိုဆန်ကလာဘူရီရဲစခန်းမှာထိုင်းဘတ်ကအမှုဖွင့်ဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ